တိုက်ပွဲတွေကြောင့်နေရက်ကိုစွန့်ခွာရင်အနာဂတ်ပြောက်လာတဲ့ကရင်နဲ့ကရင်နီစာတိဒေသခံတွေရဲ့အကြောင်းကိုတော့ Morris ကပြောပြထားပါတယ်ရှင်။အပြန်လေရတော့အမြင်ဟိုင်ပဲပေါ့နော်ဒါပေမဲ့ကိုလက်ရှိအခြေအနေနဲ့ကိုရက်ရွာနဲ့ပြန်ကြည့်ရမယ်ဆိုရင်တော့အဲကောင်းတော့ပြောင်းလဲမှုလို့ပြောရမယ်ဘာဖြစ်လဲဆိုတော့ကိုရွာမှာပို့ရှိုးနေတာဘာဖြစ် အိမ်မှာဆိုရင်နေရင်လည်းမအိပ်ရဘူးခလေးနဲ့ဟိုခလေးနဲ့ဟိုအဖွားကြီးတွေပဲအိမ်မှာနေရတာလေဟိုယောက်ျားသားတွေအဖေတို့အကိုတို့ကအပြင်မှာပဲအိပ်ရတယ်ပေါ်တာဆွဲမှာတောက်လို့လေအဲ့လိုပဲနေရတယ်ဆိုတော့ဒီမှာအေးချမ်းအိပ်ရသေးတယ်ပြီးလှုပ်ချုံမှုရှိတယ်သူများနိုင်ငံမှာနေရတာဟိုမျက်နှာငယ်တယ်ဆိုပေမဲ့ကိုယ်နိုင်ငံပို့ဆိုးနေတော့လေဟိုညနေသက်သာတယ်လို့တော့ပြောရမှာပေါ့နော် ထိုင်းမြန်မာနယ်စပ်ကစစ်ဆောင်စခန်းတစ်ခုမှာ15နှစ်ကျော်နေနေတဲ့ကရင်စစ်ဘေးဒုက္ခသည်တစ်ယောက်ကဒီကာလအတွင်းသူ့ရဲ့အပြောင်းအလဲကိုပြောပြနေတာပါ။သူဟာ2000လောက်ထဲကဇာတိဖြစ်တဲ့ကရင်ပြည်နယ်ကော့ကရိတ်ဂျုံတိုးနီနာရွာကနေမိသားစုလိုက်ထွက်ပြေးလာကြရတဲ့သူတွေပါ။အဲ့တော့အစ်စ်မဖြစ်ဘူးဆိုပေမဲ့အေးပေါ်တာဖန်နာနဲ့ဟိုပါပါလေလောက်အပေးခိုင်းတယ်ဘယ်မှာပြီးရင်လဲဟိုအလုံးလုံးတလောက်ကဝင်ငွေကမတော့ရဘူးအေးဆက်ကြီးရံပေးရတယ် နှစ်ဖက်ပေးရတာဗောနော်ဒီမြန်မာဘက်ကလည်းပေးရသူတရင်ဘက်ကလည်းပေးရနှစ်ဖက်နှစ်ဖက်အဲဒါကြောင့်မေတို့ကပြန်လာတာထိုင်းနိုင်ငံကစစ်ဆောင်စခန်းကိုသူတို့မိသားစုလိုက်ရောက်လာခဲ့ပြီး15နှစ်ကျော်တဲ့အထိသူတို့တွေအခြေမကြသေးပါဘူးစစ်ဆောင်တယောက်အနေနဲ့ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ခွင့်မရတာတွေသွားရလာရတဲ့အချိန်တွေကိုကန့်သက်တာတွေနဲ့ထိုင်းရဲတွေရဲ့အဖမ်းဆီးကြမ်းမှုတွေကစစ်ဆောင်နေနေစဉ်ကြုံတွေ့ခံစားနေရတဲ့နေတတူဝပြဿနာတွေပါ အရင်ကဒုက္ခတဲ့စခန်းကဒုက္ခတဲ့တယောက်အတွက်ရိတ်ခါထောက်ပံ့ခြင်းတလကိုထိုင်းဘက်ငွေ300ကျော်ထောက်ပံ့ခဲ့ပါတယ်။အဒီပမာဏဟာထိုင်းနိုင်ငံကသတ်မှတ်ထားတဲ့တရက်စာအနေဆုံးလောက်ခလာစာနဲ့မတိမ်မယိမ်ပါ။ဒါပေမဲ့အခုနောက်ပိုင်းအမေရိကန်သမ္မတဒေါ်နန်ထရပ်တက်လာပြီးနောက်ပိုင်းမှာနိုင်ငံတကာအကူအညီပေးရေးရန်ပုံငွေတွေကိုရှော့ချလိုက်တာကြောင့်သူတို့စစ်ဆောင်စခန်းကနေပုံမှန်ရနေကြထောက်ပံ့ခြင်းအဖြစ်တလကိုဘတ်80သာရပါတော့တယ်။တစ်ဖက်မှာလည်းအဒီဒုက္ခတွေကနေလွတ်ရလွတ်လန်းဖြစ်တဲ့ ။တတိယနိုင်ငံကိုသွားဖို့အတွက်ကလည်းသူတို့မိသားစုအရာအားလုံးအဆင်သင့်ဖြစ်နေတဲ့အချိန်ကြားမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်ရဲ့ policy အပြောင်းအလဲကြောင့်သူမရဲ့တတိယနိုင်ငံအိမ်မက်ကလည်းဝေဝါးသွားခဲ့ပါတယ်။ကိုကအရင်တော့ဆိုရင်2019ခေတ်ကောင်းလာပြီဆိုရင်ကိုနိုင်ငံကိုပြန်မယ်အာကိုမျိုးကိုရွာမှာပြန်မယ်လို့စီစဉ်လိုက်တယ်စီစဉ်ရုပ်ပဲရှိသေးတယ်ဒီလိုနိုင်ငံရဲ့အပြောင်းလဲကြောင့်ဒီဘက်ပြန်ရောက်လာပြန်ရောအာကိုနိုင်ငံအခြေအနေမငြိမ်လို့ဒီဘက်ပြန်ရောက်လာပြန်တော့လေအာ အစိုးရဟိုအထအစိုးရခေါ်မယ်ဟိုပါဗောအမေရိကန်အစိုးရခေါ်မယ်ဆိုတော့လေအဲဝမ်းပါတော့ဗောကိုကတစ်ချက်တစ်ဖက်တခြားနိုင်ငံသွားမယ်ဆိုတော့အဒီဒုက္ခသည်မှာလည်းမနေရှင်တော့လေဒီဒီဒီကနေရုတ်ထွက်ရှင်တာဗောရုတ်ထွက်ရှင်တယ်ဆိုဝမ်းပါတယ်ဒါပေမဲ့ဝမ်းပါလို့ပဲပြီးသေးတယ်ဒီလိုမျိုးဖြစ်သွားပြန်အောင်ပြောမယ်ဆိုရင်ဒုက္ခတက်တည်းရဲ့အနာကဘာမှဖော်ပြလို့မရအောင်ချက်ချင်းပြောင်းလဲသွားနိုင်တယ်ဘာဖြစ်ဆိုတော့ကိုအနာကကိုကိုယ်တိုင်ဖန်တီးခွင့်လည်းမရှိဘူးဖြစ်နေတယ် 2019လောက်မှာသူတို့မိသားစုစစ်ဆောင်စခန်းကနေအိမ်ပြန်မှုစ조사ခဲ့ကြပါတယ်။ဒါပေမဲ့2021အာနာသိမ်းပြီးတဲ့နောက်မှာသူ့ရဲ့ရွာဟာစစ်တလင်းဖြစ်လာတဲ့အတွက်နေဆက်ကစစ်ဆောင်စခန်းကိုပဲသူမတို့ပြန်ပြေးလာခဲ့ရပါတယ်။အခုလက်ရှိရောက်မှဆိုရင်ဟိုအလုံကြီးတွေလည်းပြည်တယ်ဒရုန်းတွေနဲ့လည်းလာပြည်တယ်လေအခုကိုကြွားမနေ့တနေ့ကပဲကိုဆွေမျိုးတွေတဲ့တော့မှမိသားစုလိုက် နာရီနာရီထဲမှာမိသားစုလိုက်ကိုဗာလဲခုံနဲ့လာကြည့်သွားတယ်ဆိုတော့အဲ့ဒီငါလေးငါနဲ့หนีတဲ့အဲ့ဒီရွာမှာလေကိုတဝုံခွဲကြီးပါပဲအမေတဝုံခွဲကြီးပဲအဲ့လိုတည်င်းနေကြတော့ကိုသာရွာမှာနေမယ်ဆိုရင်ကိုလည်းပဲချိန်သေးမလဲမသိဘူးကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးများယုံ UNHCR ရဲ့အချက်လက်တွေအရဆိုရင် 2025ခုနှစ်မေလ31ရက်နေ့အထိမြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့ဒုက္ခသည်ဥယေဟာ1.5တန်းနီးပါးရှိတယ်လို့ဆိုပါတယ်။အဲ့ဒီတဲကမှထိုင်းနိုင်ငံဒုက္ခသည်စခန်း6ခုမှာမြန်မာဒုက္ခသည်3000ကျော်ထိရှိလာနေပါပြီ။အဲ့ဒီဒုက္ခသည်စခန်း6ခုမှာကရင်လူမျိုးက81.5ခန်းလုံးရှိပြီးတော့ကရင်နီလူမျိုးက8.8ခန်းလုံးရှိနေပါတယ်။ဒီကိန်းကနေအချက်အလက်တွေဟာပြည်ပကိုထွက်ပြေးခဲ့ရတဲ့ဒုက္ခသည်ဥယေတွေပါ။ ပြည်တွင်းနေရဲဆွန့်ခွာထွက်ပြေးနေရသူက3.5တန်းကျော်ရှိနေပါသေးတယ်။စကိုင်းတိုင်းက1.2တန်းကျော်နဲ့အများဆုံးဖြစ်ပြီးကရင်ပြည်နယ်က2သိန်းခွဲကျော်၊ကရင်နီပြည်နယ်မှာက3သိန်းကျော်ရှိနေပါသေးတယ်။အခုဒီလိုမျိုးကာလကြာလာတာနဲ့အမြဒီအိမ်ပြန်အိမ်ပြန်ဖို့ဆိုတော့ ယုံကြည်ချက်ကတော့မပြောက်သေးဘူးပေါ့မပြောက်သေးဘူးဆိုပေမဲ့ဘယ်ချိန်မှပြန်ရမလဲဆိုရဲမေခုံထလာထလာတဲ့ခါမှာဆိုရင်ကျွန်တော်တို့ကကုကိုအဲ့ဒီမေခုံဘယ်ချိန်မှပြန်ရမလဲဆိုရဲတော့မီးတော့မတိချမှုတွေကပုံများလာတယ်အာပြန်ရဖို့ကရှိမယ်ဆိုရင်တော့ကိုပြန်ရမယ့်အချိန်ကိုရှိသေးရဲ့လားဆိုရဲအနေထားမျိုးဖြစ်သွားတယ်ငါတို့အသက်ရှင်အောင်ပါမလားအထူးသဖြင့်ဒီအသက်ကြီးပိုင်းမိဘတွေအနေနဲ့ဆိုရင် ဒီစိတ်ဒီအများကြီးဝင်လာတယ်လို့တော့ကျွန်တော်အနေနဲ့အာပြောချင်တယ်ပေါ့နော်ဒါစိတ်ပိုင်းဆိုင်ရပေါ့ဂရင်းနီကစပေးရှောင်ဒုက္ခတဲ့တွေစစ်ရှောင်နေရတာကလည်း၄နှစ်ကျော်လာခဲ့ပါပြီစစ်ရှောင်ရတဲ့အချိန်ကြာလာတာနဲ့အတူစစ်ရှောင်စခန်းတွေမှာလူကြီးထူထပ်လာတာတွေအခြေခံထောက်ပံ့ပစ္စည်းမလုံလောက်တာတွေနဲ့စားနပ်ရိက္ခာပြက်လန့်မှုတွေကကရင်နီစစ်ရှောင်စခန်းတွေမှာစိုးရိမ်စရာအခြေအနေမှာရှိနေပါတယ်အလောက်ကိုင်းမရှိဝင်ငွေမရှိတဲ့အပြင် တနေ့စာစားဖို့အတွက်အပြင်ထွက်ရှာရင်တော့မြေမြုပ်မိုင်းနဲ့လေရင်တန်းကြောက်နေရတဲ့ကရင်နီဆစ်ဆောင်တွေရဲ့စိတ်ဒဏ်ရာကလည်းစိုးရင်စရာပါကျွန်တော်ဒီစကမ်းမှာကာရိုတီအဲ့ဒီစိတ်ပိုင်းဆိုင်ရာအရာဟိုအာအာငယ်လုံးလို့ဒီပါမနီရဲ့တော့ဆိုတဲ့အနေထားမျိုးနဲ့ထွက်သွားတာမျိုးတော့မရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်ဒီတခြားသောဒီမိဘဝန်ကျင်ပြောမှာပေါ့နော်ဒီပြီးခဲ့တဲ့နေ့တွေရောနောက်ဒီနေ့ထဲမှာ order suicide case တွေလည်းကျွန်တော်တို့ကြားလာရတဲ့ဟာလေးတွေရှိတယ် ပြည်တွင်းမှာရှိနေတဲ့ကရင်နီကစစ်ဆောင်စခန်းတွေရဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့အလောက်ကင်ခွင်လန်းနေလိုအပ်နေသလိုစိတ်ပိုင်းဆိုင်ရာအားပေးဆောက်ရှောက်မှုတွေလည်းအထူးလိုအပ်နေပါတယ်ဒီကနေ့မှာကြာရောက်တဲ့ကမ္ဘာဒုက္ခသည်များနေ့မှာထိုင်းမြန်မာနယ်စပ်ဒေသရှိမြန်မာဒုက္ခသည်များကိုတရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ The Border Consortium TBC ကထိုင်းအစိုးရကိုတိုက်တွန်းလိုက်ပါတယ် TBC ရဲ့ထုတ်ပြန်ချက်အရတရားဝင်အလုပ်လုပ်ခွင့်ရှိခြင်းကဒုက္ခသည်တွေမိသားစုဝင်တွေကိုကိုယ်တိုင်ထောက်ပံ့နိုင်မှာဖြစ်ပြီး လူသားချင်းစာနာမှုအခြေပြုကူညီများအပေါ်မိခုမှုကိုရှင်းချနိုင်မယ်လို့ဖော်ပြထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ